တော့ဘာလို့ရမလဲဆိုရင်မိမိတို့ရောက်ဆဲအသက်ကိုတီးပြီးတော့ခொနစ်နဲ့စားပါစားတဲ့အခါမှာအကျွင်းရမယ်တိတ်ကျွင်းရင်တင်းင်းကလေးပေါ့နှစ်ကျွင်းရင်တင်းင်းလာပေါ့နော်အဲ့တော့ခွန်ကျွင်းတယ်ဆိုလဲဟိုပါတုံညာကျွင်းတယ်ဆိုလဲစနေပေါ့နော်ခွန်လို့မရှိဘူးခொနစ်နဲ့စားတဲ့အကြောင်းတုံညာကျွင်းရင်စနေပေါ့အဲ့လိုပေါ့အကျွင်းအလိုက်နေလေးတွေကို ရှေ့စကားပြည့်သက်များနဲ့ခொနည်းသားသမီးပြည့်သက်များအားလုံးမင်္ဂလာပါရှင်။အခုဒီမှပြောပြမယ့်အစီအစဉ်လေးကတော့ကျမတို့အဘမင်းသင်ခဆရာဇင်ုံနီတို့သင်ကြားပြသပေးထားတဲ့အထက်ရပဲပြောမှာပါ။ဘာလဲဆိုတော့မြုပ်နေတဲ့မြုပ်နေတာတွေပြန်ပေါ်ပါစေဆိုတော့ရရအစီအစဉ်လေးဖြစ်ပါတယ်ရှင်။အဲ့တော့ဘာလို့ရမလဲဆိုရင်မိမိတို့ရောက်ဆဲအသက်ကိုတီးပြီးတော့ခொနည်းနဲ့စားပါစားတဲ့အခါမှာအကျွင်းရမယ်။ တစ်ကျွင်းရင်တနင်္ဂနွေပေါ့နှစ်ကျွင်းရင်တနင်္လာပေါ့နော်အဲ့တော့ခွန်ကျွင်းတယ်ဆိုလဲဟိုပါတုံညာကျွင်းတယ်ဆိုလဲစနေပေါ့နော်ခွန်လို့မရှိဘူးခွန်နဲ့နဲ့စားတဲ့ကြောင်တုံညာကျွင်းရင်စနေပေါ့အဲ့လိုပေါ့အကျွင်းအလိုက်နေ့လေးတွေကိုယူပါပြီးလို့ရှိရင်မိမိရဲ့အခုရောက်ဆဲအသက်ကိုလေးနဲ့မြောက်အဲ့ရတဲ့ဥစ္စာတွေကမလုံးရေပေါ့အရေးအတွက်တွေဖြစ်ပါတယ်အဲ့ဒီအထက်ကနေရတဲ့အရေးအတွက်ထက်ကနေမှဆယ်လုံးကိုထုတ်ပြီးတော့ဖះကိုလှူပါဖះကိုလှူလိုက်တဲ့အခါမှာလဲကြံတဲ့အလုံးတွေကို မိမိတို့မစားဘဲဘေးပတ်ဝန်းကျင်အိမ်တွေဝေပေးပါအဲ့လိုမျိုးရေရအစီအစဉ်လေးကိုပြုလုပ်ခြင်းအဖြစ်မိမိမှာငွေကြေးတွေမြုပ်နေတာအလုပ်တွေမြုပ်နေတာဟာလားခက်ခဲကြက်တဲနေတဲ့ဟာတွေအားလုံးပြန်ပေါ်ပါတယ်လို့ဆိုပြီးတော့ကျမတို့အပါကျမတို့ဆရာတို့အသင်ပေးထားပါတယ်ဒါကြောင့်မလို့အဲ့ဒီအစီအစဉ်လေးကိုလှုပ်ဖြောင်းလှုပ်လိုက်ကြပါအားလုံးမြုပ်နေတာတွေပြန်ပေါ်ပြီးတော့စိတ်ချမ်းသာကိုကျမ်းမှာရှိကြပါစေအားလုံး